မင်္ဂလာပါရှင်ခမီလန်နျူးစ်ကနေကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ CDF ပေါင်ကိုရန်နဲ့ CNDF တို့ကြားဖြစ်ပွားတဲ့တိုက်ပွဲတွင်မှာအိန္ဒိယဘက်ကိုထွက်ပြေးသွားတဲ့စစ်တုံးမန်းတွေကိုစစ်ကော်မရှင်ထံပြန်လည်လွှဲပြောင်းပေးတဲ့သတင်းမှာချင်းပြည်နယ်ဖလန်းမြို့နယ်တိုက်ပွဲတွင်မှာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကြံဖိုင်ခိုင်ဆိုင်ခွန်ဖိုင်ကျေးရွာဘက်ကိုထွက်ပြေးသွားတဲ့စစ်တုံးမန်း22ယောက်ကိုအိန္ဒိယအာတန်တပ်ဖွဲ့ကဖမ်းဆီးထိန်းချုပ်ထားပြီးတော့စစ်ကော်မရှင်စီကိုပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါဗါတယ်။အဲ့ဒီစစ်တုံးပန်းတွေကဖလန်းမြို့နယ်ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ဌာနချုပ်ကိုချင်းကာကွယ်ရေးတပ်ဝါငိုရန်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဇူလိုင်6ရက်နေ့ကဝင်ရောက်တိုက်ခိုက်ချိန်ထွက်ပြေးလွတ်မြောက်သွားတာပါ။အဲ့ဒီတုန်းက CNN နဲ့ဝါငိုရန်းထိန်းချုပ်ထားတဲ့ raid ခေါ်တာမျိုးကို CNDF ကအင်အားအလုံးရင်းနဲ့ဝင်တိုက်ပြီးသိမ်းပိုက်ထားတယ်။ CDF ဝါငိုရမ်ဘက်ကလည်းပူပေါင်းတပ်ဖွဲ့တွေနဲ့ဖလန်းမျိုးနယ်မှာရှိတဲ့ CNDF ဌာနချုပ်ကိုဝင်သိမ်းနေ အဲ့ဒီချိန်မှာစစ်တုံးမန်းတွေကထွက်ပြေးလွတ်မြောက်သွားတာလို့ချင်းကာဝယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်တုံးမန်းတွေကဖလန်းမျိုးသိန်းတိုက်ပွဲမှာချင်းညီနောင်စီဘီကဖမ်းဆီးရမိခဲ့တဲ့စစ်ကော်မရှင်အဖွဲ့ဝင်တွေဖြစ်ပြီးတော့သူတို့ကို CNDF ဌာနချုပ်မှာထိန်းသိမ်းထားတာပါ။အိန္ဒိယနိုင်ငံမှာထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကော်မရှင်အဖွဲ့ဝင်စစ်တုံးမန်းတွေဟာစစ်ကော်မရှင်နဲ့အဆက်အသွယ်ပြန်ရပြီးအိန္ဒိယနိုင်ငံမြန်မာအတန်ယုံကတဆင့်အိန္ဒိယဗဟိုအစိုးရအစီအစဉ်နဲ့ ဒီနေ့အောက်တိုဘာ15ရက်နေ့မနက်9:00နာရီခွဲဝင်းကျင်မှာစစ်ကော်မရှင်စီပြန်လွှဲပေးခဲ့တာပါ။ကြာဖိုင်မျိုးကနေမွေရင်မျိုးကိုရဟတ်ရင်နဲ့ပို့တယ်။မွေရင်မျိုးကနေတမူးမျိုးနဲ့နေဆက်ကိတ်ကနေစစ်ကော်မရှင်ထံပြန်လွှဲပေးတာဖြစ်မယ်။နေဆက်ကိတ်ကအဲ့ဒါတခုပဲရှိတယ်။အရင်ကလည်းအဲ့ဒီကိတ်ကနေလွှဲပြောင်းပေးတာတွေလုပ်တယ်လို့ကြာဖိုင်ခရိုင်မှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတယောက်ကပြောပါရတယ်။အိန္ဒိယအာတန်ရိုင်ဖယ်တပ်ဟာချင်းပြည်နယ်ကနေစစ်ရှုံးထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုလက်ခံကဲထုတ်ပေးတာ။ ရဟယင်နဲ့ပို့ဆောင်လွှဲပြောင်းပေးတာတွေကုညီဆောင်ရွက်ပေးခဲ့တယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။